ဒီနေ့မှာတော့ကျွန်တော်ပါတီမပါတဲ့အာဆင်နယ်ကိုင်းနေအတိတ်တည်းအခြေတွေအာဆင်နယ်ဒီနေ့မှာချန်ပီယံလိနောက်တစ်ဆင့်ကိုရောက်နိုင်သေးလားဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်လေးကို share လုပ်တော့မယ်နော် တကယ်ကျွန်တော်အမြင်လေးရှိရဆိုရင်ဒီဗီဒီယိုလေးအဆုံးထိကြည့်ပြီးတော့အဝင်ဆွေးနွေးကြလို့ပြောနေတယ်ပထမဆုံးအနေနဲ့တော့ပါတီမပါတဲ့အာဆင်နယ်ကိုကိုင်းနေပြဿနာကတော့ declan rice က defensive midfield မှာသူက fit မဖြစ်နေတော့ အစီအဖြစ်နဲ့ပြောင်းပြင်းတော့ဘာမှသူ့ရဲ့ကစားဘောက်ကတော်တော်လေးချိန်သွားခဲ့တယ်။အတက်ကင်ဘက်ကိုပို့ပြီးတော့အားတာတဲ့ကစားသမားဖြစ်လာခဲ့တယ်။အဲ့ဒီအတွက်ကြောင့်ပဲ Degrenice ကပြီးခဲ့တဲ့ဘုံဘုံနဲ့ပွဲစဉ်မှာလည်းအနည်းငယ်တိုက်ပတ်တယ်။အဓိကပြဿနာကတော့ဘာလဲဆိုတော့အခုခစ်ခဲ့ကစားဟန်ကိုကနောက်တန်းမှာဖိတဲ့ပလုတ်မယ်။ Defensive midfield ကစားသမားနဲ့တွဲမယ်။ပြီးတော့လို့ရှိရင်တစ်ဖက်ကကစားသမားတွေက high pressing လုပ်တဲ့အချိန်မှာဘောလုံးကိုလောင်းဘောဒါမှမဟုတ်ရင်မထင်သားတဲ့ pass တွေပေးပြီးတော့ဒီကစားဘောက်ကနေပြီးရှုံးထွက်တယ်။ ဖက်ကလည်းပြောရမယ်ဆို high present လုပ်ပြီးတော့ risk ယူပြီးတော့ဘောလုံးပြန်လုโอเคအဲ့မှာဘောလုံးပါသွားရင်ပဲဖြစ်ဖြစ်ဘောလုံးလွတ်သွားရင်ပဲဖြစ်ဖြစ်ကိုရောက်တော့ chance အခုရလာပြီအဲဒီဒီနောက်ပိုင်းမှာအတင်းတော်တော်များများဒါမျိုးကိုတုံးလာတာဒါမျိုးကိုတုံးလာတာကျွန်တော်တို့ဆိုဘောဝဲကြည့်နေနောရောင်ကြည့်နေဒါပေမဲ့ပြဿနာ defensive midfield ကစားသမားပုံမှာမူတည်တယ်သူ့ရဲ့လှုပ်လှုပ်နိုင်ဇွမ်းကအတင်းအတင်းမှာအကျိုးကျေးဇူးအများကြီးရှိတယ် ပါတီကပရက်ရှာတွေနဲ့ဘောလုံးကိုင်နေနေရမှာဒီနရိုက်တပ်ကိုကောင်းတယ်လို့ပြောလို့ရတယ်ပို့ပြီးတော့ပါနေမှုရှိတယ်ပြောလို့ရတယ်ဘောလုံးလိုက်လူတာတွေ defensive action အားကောင်းတာတွေအိပ်ပိုင်းတွေမပြောလို့အဓိကအပြင်တော့ဘောလုံးဖြန့်ဝေမှုအတွက်ကို sliver ကိုရောလို့ဇီယန်ယူရရလာတဲ့ဘောလုံးကိုပြည့်စီပေးရမယ်ဆိုတဲ့ decision ချတဲ့နေရတစ်ဖက်က3-4ယောက်လောက်ဖိလာတဲ့အချိန်မှာဘောလုံးကိုဧည့်ထွက်ပြီးတော့ဖြန့်နေနေမှာပါတီကိုပို့ပြီးတော့ကြတယ်ဒီအတွက်ပါတီပါတဲ့ Arsenal ကိုင်းလေက next level ကိုပို့ပြီးရောက်စီ เนาะအခု audio gap ကတော့ Daniel Lucien နဲ့မှရောက်နေပြီဆိုတော့ Merino Dignarise Party ဒီလိုထွက်လာမှာတော့မသိဘူးကျွန်တော်ကတော့ဖြစ်နိုင် Trusset ကိုတိုက်စင်မှာမမြင်ချင်ဘူး Merino ရဲ့ asset ဆွမ်းဆောင်ရေး Trusset ထပ်ပို့ပြီးတော့ကောင်းတယ် Trap D လောက်တဲ့နေရာမှာပို့ပြီးတော့ impact များတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ Adidas ပေါ့ Adidas ရဲ့ပြဿနာကကျွန်တော်မြင်ရပြောရရင်တော့ Adidas အလုံးစုံကောင်းတယ်နေပြမှာဒါသူ့ရဲ့တပါနဲ့ဝါဆောင်နေပါတယ်ဒါပေမဲ့ကျွန်တော်တို့ခုတည်တာမှာ အာဆင်နယ်အသင်းရဲ့အောင်မြင်ခဲ့တဲ့ခုနှစ်အနောက်ခုနှစ်များရှိတယ်ပေါ့နော်ကျွန်တော်အားပေးခဲ့တဲ့2000နှစ်ကာလကဒါအာဆင်နယ်ရဲ့အောင်မြင်ဆုံးအချိန်ပြောလို့ရတယ်အဲ့ကနေပြီးတော့2006နောက်ပိုင်းမှာအာဆင်နယ်ကလောက်လာတဲ့အောင်မြင်မှုရှိတယ်တင်းတင်းဖြစ်တာအခုထိပဲလို့ပြောရမှာပြောမယ်ဆိုအနည်း20ပတ်ချာလည်းလောက်ကြာသွားပြီအဲ့ကာလမှာဆီမီဖိုင်နယ်ဆိုတဲ့အဆင့်ကိုအချိန်ထပ်ပြီးတော့တလန်းလာနိုင်ခဲ့အဲ့အတွက်ကြောင့်မလို့အာဆင်နယ်နဲ့အာဒီတာရဲ့အတွဲဘက်ကိုကျွန်တော်ကတော့ ဝမ်းမြောက်ဝမ်းကမ်းချစ်တယ်ဗျာဒီကသူတို့သူတို့အတွဲဘက်ကတကယ်ကိုကောင်းတယ်လို့ပြောရမယ့်အနေထားရရှိတယ်ဒါပေမဲ့အတိတ်ကပြည့်စုံတဲ့နေပြမဟုတ်ဘူးဘာကြောင့်ဒီလိုပြောလဲဆိုတော့အတိတ်မှာဟွန်းတက်တကယ် switch လို့ခေါ်တာပေါ့နော်ဒီကစားပေါ်ကိုချက်ချင်းချိန်နိုင်တဲ့ position ချက်ချင်းချနိုင်တဲ့ပုံစံမျိုးရအတိတ်မရှိဘူးဥမာပြီးခဲ့တဲ့ပွဲမှာဆို OD ကခြေစွမ်းပြောက်တယ်ပြည့်စုံတဲ့ပွဲမှာ OD ကနေအောင်ချက်ချင်းအစားထိုးဖို့အတွက်ကိုမလုံရဲမကန်ရဲဖြစ်တဲ့ပြဿနာ ဘာလို့လဲဘာလို့ဒဘိုးစီယိုနဲ့ပဲထိန်းကျင်လာလဲအိဝင်းကြီးမှာနားလဲဒါပေမဲ့တခုတော့တိထားမှာအစင်းထဲမှာစကွတ်တက်ကမရှိဘူးပေါ့နော် မရှိဘူးဆိုဒီတိုင်အောင်ပွဲရအဖြေမပြောင်းလဲတော့ဘူးဒီခုခုတော့လုပ်ရမယ်အဲ့တော့ကိုပြင်းစီနဲ့ပွဲသူရဲ့ last chance လည်းဖြစ်တယ် main line ရကစားသမားတွေအကုန်လုံးဒီပြေးချက်ပြည့်ဖြစ်နေလို့မျောလဲနေအဲ့လိုဖြစ်နေရဆိုရဲအချိန်မှာခြေစမ်းမပြနိုင်ဘူးဆိုတဲ့ကစားသမားတွေလည်းပဲပွဲချိန်မိနစ်60လောက်ဝင်ချိန်မှာသူလည်းလည်းပြန်ပြောင်းလဲပြီးတော့ကစားပွဲအပြောင်းလဲရင်လည်းကို နောက်ထပ်အတ္တိတရဲ့ပြည်တနာလူငယ်တွေနေရာပေးတဲ့ပြည်တနာလူငယ်တွေနေရာလောကမပေးခြင်းဘာကြောင့်လဲစဉ်းစားလို့မရဘူးပေါ့နော်ပြီးတော့ value gain တို့ smith rule တို့လိုကစားသမားမျိုးတွေရောင်းထုတ်လိုက်တဲ့ပြည်တနာဘာလို့လဲဆိုတော့ဟိုဒီလိုမျိုးပြိုင်ပွဲတွေအများကြီးပြီလာတဲ့အချိန်မှာကစားသမားအင်အားနည်းနေတာတော်တော်ဆိုးတယ်ဗျာအာဆင်နယ်မှာအခုဆိုတိုက်စစ်ကစားသမားကြီးအကုန်လုံး fit မဖြစ်နေတော့ဘူး value gain လို့သာရှိနေခဲ့ပြီဆိုရင်ဟုတ်တယ်မလား queen နဲ့မှာဟိုမဖြစ်မနေ merino ရေးစင်းစော့ဘိုင်းနေတဲ့စား smith rule လေးများရှိနေတယ်ဆိုရင် ဒီလိုတွေးလို့ရတယ်ပြီးတော့ဒီလိုမျိုးအရန်ကစားသမားတွေကိုကျွန်တော်တို့က main ပွဲတွေမဟုတ်ဘဲနဲ့ဒီ carbon cap တို့ fk cap တို့ဒါမှမဟုတ်အမှတ်မလို့ဘူးဆိုရယ်ပွဲမျိုးတွေမှာသူတို့တွေထဲဆော့ခြင်းအားဖြင့်ဒီကစားသမားတွေရဲ့ခြေစွမ်းကိုလည်းတိုးတက်အောင်လုပ်လို့ရတယ်လို့ဒီကစားသမားတွေရဲ့ခြေစွမ်းဘယ်တော့ဒီအားကိုးလို့ရလဲဆိုတော့ကျွန်တော်စောင့်ကြည့်လို့ရတယ်ဒါပေမဲ့အစင်းတွေကပွဲတိုင်းမိတူကူရာရဲ့လူစင်းနဲ့ထွက်တယ်အဲ့တွေ့လေအဒီတာရဲ့ပြဿနာတော်တော်ကြီးတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့အဒီတာမှာပြဿနာတွေရောရှိတယ်ဒါပေမဲ့ အာဆင်နယ်ဘုံအဖွဲ့ကအချိုးပြေတဲ့ဘုံအဖွဲ့မဟုတ်ဘူးနော်ဒါကလည်းအားလုံးသိပြီးသားဖြစ်လိမ့်မယ်ဒါလူချင်းနဲ့လူစီလူဆိုရင်တို့ကမဝယ်ဘူးအဲတို့တုံးမဲ့ဘက်ချက်က limit ရှိရဟုတ်တယ်အာဆင်နယ်အခုတော့ပတ်စံတုံးလာပါတယ်ဆိုတာတော့မှတကယ်တုံးနေရဟုတ်ရဲ့လားဆိုတော့ပြင်ကြည့်ပေါ့နော်ကိုအသေးမှဗေဒစာသမိုင်းရဲ့လာစာဘလောက်ယူပြီးတော့ဗေဒစာသမိုင်းရဲ့ဘလောက်နဲ့ဝင်လာတယ်ပြီးတော့လို့ရှိရင်ဗေဒစာသမိုင်းကြီးထွက်သွားတယ်အဲဒါမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေကကျွန်တော်တို့ line ပေါ်မှာရှာလိုက်မယ်ဆိုရင်တော့မှထွက်လာတဲ့အရာတွေတကယ်အာဆင်နယ် တုံးနေတဲ့ငွေကြီးကပမာဏအရင်မများဘူးဒီဂရန်လိုက်လိုကစားသမားလောက်ကိုပဲသူတို့လောက်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 ခေါ်လာတာရှိတယ်။အိုင်းရဖက်တန်း60ဘန်ဝိုက်တန်း50ဒီလိုပေါ့နော်။ပြောမယ်ဆိုရင်တရာဘူးမှာနှစ်ကောင်လောက်တော့ရအောင်လို့စူးစမ်းနေတဲ့အနေအထားမှာရှိတယ်။ဒီဂရန်လိုက်ကလွယ်ရင်ပေါ့။အဲ့တော့ဒီလိုဒီခက်မှာဗျာအန်တိုနီတို့လိုကစားသမားတွေကတန်းတရာပတ်ချလဲဆန်ချိုတို့လည်းတန်းတရာပတ်ချလဲပြီးနေရတဲ့ခက်မျိုးမှာတန်းတရာနဲ့နှစ်ယောက်ရတဲ့ကစားသမားတွေနဲ့အတူအသေးအောင်အကောင်းဆုံးတိစောက်ဖို့ဆိုရင်ဒီစား ပြောသလောက်တော့လွယ်မနေဘူး။အာဆင်နဲ့ပြီးတော့ခုနအမ်ရီရဲ့ထက်ရဲ့နောက်ပိုင်းမှာအလုံးစုံလဲလိုက်ရတဲ့အသေးသေးဖြစ်နေတယ်။ဒါကိုလည်းအားလုံးသိပြီးသားဖြစ်လိမ့်မယ်။အဲ့အတွက်တော့ရှင်းပြောရင်ဟာဒီတာကိုကျေးဇူးတင်တဲ့ဘန်တစ်ခုရှိတယ်။ဒါပေမဲ့လူတွေကစားသမားတွေကိုနေရာမပေးတဲ့တစ်ပိုင်းကအာဒီတာရဲ့ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်လိမ့်မယ်။အဲ့တော့ဒီနှစ်မှာအာဆင်နဲ့အတင်းနောက်တစ်ဆင့်ရောက်နိုင်သေးတာ။ဒီပြဿနာနဲ့ပတ်သက်ပြီးတော့ခုပါတီပါလာမယ်ကွင်းနေတဲ့ကျွန်တော်ကတော့အာဆင်နဲ့အတင်းကနောက်တစ်ဆင့်ရောက်ဖို့အတွက်ကျွန်တော်ရဲ့ အမြင်ရပြောရမယ်ဆိုတော့တရားရလိုက်လို့ရှိတယ်တော်တော်များများတော့ဒီချိန်မှာလှောင်နေကြပြီကွာအာဆင်နယ်ဝမ်းစီနဲ့ရှုံးသားတဲ့အိမ်ဝင်းစုကိုစိုးမယ်ပါညာပေါ့အမေအာဆင်နယ်ဝမ်းစီနဲ့ရှုံးသားတဲ့ဘယ်မှာလဲပဲ PSG ကအရန်ကောင်းနေလို့ပါဆိုတော့ဟုတ်ပါအာဆင်နယ်နဲ့ PSG ကတူတင်ကိုတင်ဆော့သွားခဲ့တာပါအာဆင်နယ်တစ်ဖက်သက်နေပြီဆိုတော့ဟုတ်ပါအမေစမီဖိုင်နယ်လေပဲအစားသမားတွေမှာမရှိတဲ့တဘာနဲ့အတူရှင်းပြောမယ်ဆိုအာဆင်နယ်အသင်းရဲ့အထက်လေးဦးကြောင့်ပြေးလိုက်ရတဲ့ဝိုးကြောင့်ပါချုံသွားခဲ့ရေဆို PSG ကိုအာဆင်နယ်ကအနိုင်ယူနိုင်စွမ်းရှိတယ်ဆိုတာအကုန်လုံးနဲ့တည်ပြီးသားဖြစ်တယ်။အဲ့အတွက်ကြောင့်မလို့ဒီဒုတိယအကြော်ကဘာမဆိုဖြစ်သွားနိုင်တဲ့အကြော်။ဒါပေမဲ့ဂျာတာမင်းနေမနဲ့မှရှိတဲ့အစားအမီပေါ့နော်။အဲ့ပွဲအတွက်ကျွန်တော် review ကိုလည်းတည်တက်လုပ်ပြီးပြီ။ကျွန်တော်ကတော့ကျွန်တော်ရဲ့အမြင်အရပြောမယ်ဆိုတော့အာဆင်နယ်တက်နိုင်ခြင်းအတရားရပါတယ်။အာဆင်နယ်တော့တစ်စိတ်ကိုရောက်ကိုရောက်လိမ့်မယ်လို့ထင်တယ်။အဲ့တော့နောက်တဲ့ video နဲ့ဒီစောင်းပြန်လည်ဆုံးပြေကြတာပေါ့နော်။မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ကြပါစေ။ငွေကြေးတို့အမြင်လေးတွေကိုကိုမမှာထားကြည့်လို့ရပါတယ်။ကျေးဇူးများတင်ပါတယ်။